ေသာပဲဒီသာနေဒီအရင်ကြောင့်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ခေကူးစိုက်ကယ်လီကရူကနေပြီးတော့တတိယမြောက်တတိယဘတ်ဖြစ်ကျွန်တော်တို့ရွှေသားငိမ့်ရွှေသားသိအမှတ်ဖက်လမ်းမပေါ်မှာအနှဲငယ်ဝင်ရတဲ့အကျိုးဝင်ငယ်ဝင်ရွှေသားသိရွှေသားငိမ့်ခရာဦး ကူးမြောက်ရောက်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်လက်ကမျိုးနဲ့ဘာလာအပိုင်းမှာရှိတဲ့ရွှေသားငိမ်းရွှေသားတိမ်ဖဲသူသမိုင်းဝင်ဆရာကြီးအတွင်းမက်ခွနဲ့လမ်းမဘဝနေပြောအတွင်းကိုအနေငယ်ပဲဝင်ရပါတယ်။ဆရာရဲ့သမိုင်းကိုအနေငယ်ပြောပြရမယ်ဆိုရင်ဖြင့်ရွှေသားသိမ်းရွှေသားငိမ်းဖဲဆိုတော့လူတွေသိမ့်မသိသလိုဖရာသမိုင်းလဲ ဆီဗုံဖျားတာရကဥက္ကလာပမင်းကြီးနဲ့လည်းဆက်ဆက်နေတယ်လို့ကျွန်တော်တို့ကြောက်စာမှာတွေ့ရှိရတယ်မင်းကြီးဥက္ကလာပမင်းကြီးမှာသားတော်နှစ်ပါးရှိသည့်အ낵မင်းကြီးကွယ်လွန်သောသားတော်ကြီးကချီးနှံသိမ့်ပိုက်ပြီးသာသနာကိုမဆောင်ရှောက်တိုင်းသူပြည်သားတွေကိုလည်းမချစ်ရှုအပျော်ကျူးနေတဲ့ပြင်သားတော်ငယ်ကရခင်အမီပါလာချောင်းတခုဘာလာရွာအနီးမှာဓားကိုမြေဆိုင်ပြီးသစ္စာပြုပါတယ်လေငါဒီသာသနာကိုဆောင်ရှောက်မိမင်း မင်းကျင်၁၀ပါးနှင့်ပြုကျင့်နိုင်သောမင်းအမှန်ဖြစ်ပါကထိနှံကိုသိမ့်ပိုက်နိုင်ရပါလို့ဤဆိုပြီးတော့တစ္ဆာဒိဋ္ဌံပြုရဲ့အဲ့လိုတစ္ဆာဒိဋ္ဌံပြုရဲ့နေရာမှာဓာတ်ကိုရေမှာစိုက်ပြီးတော့မှဓာတ်ကနေပြီးတော့မှရိမ့်ပြရင်ပြရဲအဲ့လိုအဲ့လိုမျိုးတစ္ဆာပြည့်ရဲ့ခါမှာဒါကရင်ပြရဲရင်ပြရဲအတွက်တီဟဒီပါမင်းကမနိဒီပါကျွန်းလို့ခေါ်တဲ့တန်လျင်ရွှေနန်းတော်ကိုလောက်ကြံအောင်မြင်ခဲ့လို့သူတစ္ဆာပြည့်ရာရွှေသားငိမ့် ပြရာနေရာကိုဖျားတိထားခဲ့ပါတယ်။ရွှေလုံဖျားပါဝင်ရှေးဟောင်းဆယ်စုတမိုင်းဝင်ဖျားအချို့ကျမ်းလာများမှဆက်တစုတမိုင်းဝင်ဖျားဖြစ်ပါတယ်။ဒါကတော့ရွှေသားသိရွှေသားငိမ့်ဖျားတမိုင်းအချင်းဖြစ်ပါတယ်ခင်ဗျာ။ 过夜晚的表里。တောင်းစုလို့ချွေး ဘွားတော်မြတ်ဖူမြော်နိုင်ပြီသမိုင်းဝင်စရီပထိုးတွေအရောက်ကိုပါမြည်ໃຈရဲ့ဝိစရီໃຈရဲ့စတော်စရီမြသိမ့်ခံစရီဖရာကိုဖူမြော်နိုင်ပြီတစ်ခါတစ်ခေါက်ပြင်းလာစေခြင်းမိနေကူမြေမှာတို့များဖိတ်ခေါ်ပြီ